ောက်တဲမြို့နယ်ကရွာလေးတရာမှာလေသမားလှုပ်ရင်းနဲ့65နှစ်ရွယ်မှာရုပ်ရှင်မင်းသားဖြစ်လာခဲ့တဲ့ဦးစုပလိုမနီအားလုံးမြင်လာပါရှင်ဆယ်လီတိုင်းနျူပီကနေပြန်လည်ကကြိုဆိုလိုက်ပါရစ်သိမီရုပ်ရှင်ဇာကားကလက်ရှိမှာနာမည်ကြီးနေတဲ့ရုပ်ရှင်ဇာကားဖြစ်ပြီးတော့ပေါ်ပြီးထူးခြားတာကတော့တရုတ်ဆောင်တဲ့တယောက်ပါဝင်နေတာဖြစ်ပါရစ် တဲမီရုပ်ရှင်ပိုစတာထွက်ကလေးကဒီမင်းသားဟာဘသူဖြစ်မလဲနိုင်ငံသားအမင်းသားတရားလို့ထင်ခဲ့ကြသူတွေလည်းရှိပါသေး။ဒီရုပ်ရှင်ဇာတ်ကားထဲမှာတရုတ်ဆောင်ထားတဲ့သူကဘောလီဝုဒ်ကမင်းသားမဟုတ်ဘဲနဲ့ရန်ကုန်တိုင်းဒေသကြီးကျောက်တန်းမြို့နယ်ပင်လယ်ဝအနီးမိပြရွာမှာနေထိုင်တဲ့ဥဆုပလိုမနီဖြစ်ပါသေး။ဩစံပလမနီကလေက90ပိုက်ဆိုင်နဲ့ချမ်းသာကျဲဝသူလေသမားကြီးတို့ဖြစ်ပါရီ သူ့ဘဝမှာရုပ်ရှင်တရုပ်ဆောင်တယောက်ဖြစ်လာလိမ့်မယ်လို့ဘယ်တော့မှမထင်နိုင်ခဲ့ပါဘူး။ဒါပေမဲ့မထင်မှတ်ထားပဲနေဥဆုပလိုမနီဟာဂျိုက်တာအောင်ချန်းလူရိုက်ကူးတဲ့သွေးမြေစကားထဲမှာတရုပ်ဆောင်မှုတွေအကြောင်းဖန်လာခဲ့ပါရီ။ဂျိုက်တာအောင်ချန်းလူကသူ့လိုချင်တဲ့စရုပ်ကိုရှာဖို့တွေရန်ကုန်မှာလိုက်ရှာပေးမယ်မတွေ့ခဲ့ပါဘူး။သူ့ရိုက်မယ့်စရုပ်မှာတရုပ်ဆောင်မှုတွေရှေးလေကူးတရမှာဖြစ်တယ်လို့ရုပ်ရင်နဲ့အသက်ရွယ်ပိုင်းကိုလည်းအသက်60ကျော်ပဲလိုချင်တာဖြစ်ပါရီ။ဂျိုက်တာအောင်ချန်းလူလိုချင်တဲ့စရုပ်ကိုတရုပ်ဆောင်နိုင်တဲ့သူကကြောက်တန်းမြို့နယ်က မိပြရွာမှာရှိတယ်ဆိုတာကြောင့်တရားကိုလျှောက်လာခဲ့ပါရီ။ဥဆောပလမနီရဲ့ပုံစံကတိုက်တာအောင်ချမ်းလို့အကျဉ်းရေးဆွဲထားတဲ့ပုံနေကလုံးနဲ့တစ်ထက်သေးကြနေရကြောင်းသူ့ကိုပဲရွေးချယ်လိုက်ပြီးတော့ရခိုင်ပြည်နယ်မှာတွားရောက်ရှိကူးခဲ့ပါရီ။ဒီစကားထဲမှာရှေ့ထဲမှာရှိကူးရတဲ့ဇဝင်ကန်းတွေလည်းပါဝင်တယ်လို့မနေ့တနားကြီးကတည်းကထပ်ပြီးတော့ရှိကူးရေးလုပ်တာတွေလည်းရှိပါရီ။ဥဆောပလမနီက တမီးဘာသာစကားကိုလည်းပြောတတ်သူဖြစ်တာကြောင့်အဆင်ပြေပြီးတော့ဒီဇဝင်ကန်းနဲ့မှလည်းတမီးဘာသာစကားပြောရမယ်။ဇဝင်ကန်းနေပါဝင်ပါရင်ရိုက်ကူရဲကရခိုင်ပြည်တွေကပြည်လေကဲစီမှာပြုလုပ်မှဖြစ်တဲ့အတွက်ဥစုဘလမနီကိုမိသားစုဝင်တွေကစိုးရိမ်ကြပါမယ်။သူနေထိုင်တဲ့နေရာကလည်းပြည်လေနဲ့နီးတာကြောင့်ရာသီဥတုရမ်းမကွာပဲနဲ့အဆင်ပြေသွားခဲ့ပါရီ။ထို့ထို့ကလည်းဆစ်ရှည်လက်ရှည်နဲ့လက်တွဲခေါ်ပြီးတာကြောင့်ဥမနီဟာအယံကုန်မှပြောသွားပါတော့ရီ။ဥစုဘလမနီကသွေးမြေဇက်ကားထဲမှာအဓိကခရီးဖြစ်ပြီးဇလန်းကိုပို့ဆောင်သူဟာ တောက်ရောက်မှနေထိုင်နေလေသမားကြီးဖြစ်ပေမဲ့လည်းရှင်နေကလာတဲ့ခက်စားချက်တိုင်းတယောက်ဆောင်နေတာကြောင့်အပြင်းမာတကယ်ဖြစ်နေရလားလို့တောင်မှထင်ကြရပါရဲ့ဒါကြောင့်သိမြင့်ဆက်ကားမှာအုတ်ဆိုဘလမနီဟာပထမဆုံးတယောက်ဆောင်ပေမဲ့လူကြိုက်များဆုံးဖြစ်သွားပါရဲ့အိုဆိုဘလမနီယာသွေးမြေဆက်ကားကိုအသက်65နှစ်ရွယ်မှာတရုတ်ဆောင်ခဲ့ပြီးအခုတော့အသက်69နှစ်ရှိသွားပါပြီအသက်ရွယ်ကြီးမှာမင်းသားဖြစ်လာခဲ့ပေမဲ့လည်းသူ့ရဲ့တရုတ်ဆောင်ဖို့ကတော့ short တလို့မရတော့တာကြောင့်လူကြိုက်များနေပါရီနောက်ထပ်ဆက်ကားတွေကလန်းရှင်လေးအိုဆိုဘလမနီဟာတရုတ်ဆောင်သွားဦးမှာဖြစ်ပါရီ ။ Osobolomnia ဒီဇာကားထဲမှာတည်ုပ်ဆောင်တာဟာငွေကြီးလိုချင်တာကြောင့်မဟုတ်ဘဲနဲ့သူ့ရဲ့လုံနိုင်စွမ်းကိုပြသချင်တာကြောင့်ဖြစ်ပါတယ်။တိုက်တာအောင်ချဲလူကတော့ Osobolomni ကိုအနုပညာကြီးဖြစ်စေသိမ့်ပေးပါတယ်။လေကြီးက20ရှိတဲ့ Osobolomni အတွက် ဝင်ရောက်တိကမဟုတ်ဘဲနဲ့သူ့ဘဝမှာအမှတ်တိုင်တစ်ခုဖြစ်အောင်တည်ရဆောင်ခဲ့တာပါအနုပညာကျေးကိုနေတဲ့ဆိုပြီးတော့ဝေဖန်ကြပြီမဲ့လေလွန်ခဲ့တဲ့နှစ်နှစ်ကဝေပပနာနဲ့ဆိုရင်တော့မနေချောင်းဒေါက်တာအောင်ထွန်းလူကပြောပါရီဦးမနီရဲ့အသက်နှစ်နှစ်တုန်းကဆရာတယောက်ဟာအသက်65နှစ်အရွယ်ရှောင်းရင်လူမျိုးကွဲနဲ့ကျိုးပေးလိမ့်မယ်လို့ဟောခဲ့ပူပါရီဟောခဲ့တာကတကယ်မှန်လာပြီးတော့ဦးမနီကထွထွနဲ့ပါတည်ရဆောင်နိုင်ခဲ့ပါရီသူမျိုးရှင်စကားတွေကအိုးဆိုဘလိုနီတည်ရဆောင်တာကိုပြိတ်သက်ကြီးရောသဘောကျရလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်ကြည့်ရှုပါပေးခဲ့ကြ တွေအားလုံးကိုကျေးဇူးတင်ပါတယ်။